င်္ဂလာပါရှင်ပင်ကိုရဲ့စစ်စင်ရေးကိုຫນွေဥတော်လိုင်းရေးကအတူယူလို့ရနိုင်သလားဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပြီးမှာပဲဖြစ်ပါတယ်ရှင်လက်တလောအခြေအနေမှာပြည်တွင်းနဲ့နိုင်ငံတကာကတိုက်ပွဲတွေကိုရှင်ပြီးလေ့လာဖတ်ရှုတဲ့အခါယူကရိန်းတို့ရဲ့ပင်ကိုအိမ်စစ်စင်ရေးကိုတရိပ်ထားမိပါသည်ပြည်တွင်းကတော်လိုင်းရေးနဲ့တကယ်လည်းနှိုင်းရှင် ရေးသားပွဲကောင်းသည့်စစ်စင်ရေးဟုလည်းယူဆပါသည်တနည်းအခြေအနေအမျှပြောင်းလဲနေသောကဘာကြီးနောက်သို့မိသလောက်လိုက်ကြည့်ခြင်းသာဖြစ်သည်ဟုဆိုရမည် ကဘာကြီးတခုတည်းတိုးတက်နေသလားဆိုရင်လည်းမဟုတ်ပြန်မြမနွေဦးတော်လိုင်းရေးတိုက်ပွဲများသည်လေအခုရက်ပိုင်းတွင်ကြောင်းလဲမှုနှုံမြန်ဆန်နေလေသည်အထူးသဖြင့်အခုရက်ပိုင်းတွင်တောင်ပိုင်းစစ်မျက်နှာကတိုက်ပွဲများနောက်သို့မြီအောင်မနေလိုက်ကြည့်နေရလေသည်အမဲလိုလိုပြောင်းလဲနေတတ်သည့်ကဘာနိုင်ငံရေးစက်ခုံကိုပြန်ကြည့်ရလျင်ယူကရိန်းစစ်ပွဲသည်ကျူတင်အာမခံချက်များအရာထွက်အစိုးရတက်လာပြီးနောက်ရက်တံပြီးငြိမ်းချမ်းရေးရနိုင်ကြောင်းတုံ့တက်မှုများရှိခဲ့သည် သို့တော်ယနေ့တိုင်ယာယီအပြည့်ရဲ့ချင်းနေအကျဉ်းသားလဲလဲမှုများကိုသာဆောင်ရွက်နိုင်ပြီးရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကိုရယူနိုင်ခြင်းမရှိသေးပေ။ပြစ်ခတ်တိုက်ခိုက်မှုယာယီရဲ့ဆဲသည့်ကာလများတွင်ပင်လင်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများရှိနေခဲ့သည်။ထို့သောဖြင့်ယူကရိန်းစစ်ပွဲသည် အပြန်အလှန်အားဖြင့်ဥသည်သူကဥသလိုတိုက်ခတ်ရင်းတာတလဲနာတလဲအနေအထားတွင်ရှိနေခဲ့သည်မှာကြားခဲ့ပေပြီ။သို့တော်ယခုလဇွန်လဆန်းတရက်နေ့တွင် ယုတ်တရက်ဆိုသလိုရုရှားကိုအငိုင်းမိစေသည့်တိုက်ခိုက်မှုတရက်ကိုယူကရိန်းဘက်ကဆောင်ရွက်ခဲ့သည်လူရှင်တော်တမတားဟုလှောင်ပြောင်ခေါ်ဆိုခံရသည့်ရခင်ကဟာတာတရုတ်ဆောင်လုပ်ခဲ့ဘူးသူဇလန်စကီကထိုအလေးအငိုက်တိုက်ခိုက်သည့်စစ်စင်ရေးကိုအနီးကပ်စက်မှတ်ခဲ့ကြောင်းသိရသည်ထိုစစ်စင်ရေး၏အမည်မှာပင့်ကူအိမ်စစ်စင်ရေးဖြစ်သည်ပင့်ကူအိမ်စစ်စင်ရေးကိုမီးပညာမြင့်ဂျုံများဖြင့်အသုံးပြုဆောင်ရွက်ခဲ့ပြီးယုတ်တရက်တိုက်ခိုက်မှုကြောင့်ရုရှားလီတက်အတွက်ဆုံးရှုံးမှုကြီးမားစေခဲ့သည် ယခုခေတ်လေကြောင်းအင်အားချိန်ထိုးနိုင်ရှင်ရတွေတိုက်ခတ်ရေးလေရင်ရဲရင်များပိုင်ဆိုင်မှုထက်နှီးပညာမြင့်ဒုံးပိုင်ဆိုင်မှုနှင့်ဒုံးနှီးပညာကျွမ်းကျင်မှုတို့ကိုပါချိန်ထိုးစဉ်းစားသင့်ကြောင်းတက်တည်ပြလိုက်သည့်စစ်စင်ရေးဟုစာရေးသူအနေနဲ့ယူဆခြင်းဖြစ်ပါသည်ယခုစစ်စင်ရေးထက် ကာလဆိုသည်နိုင်ငံတကာစစ်ရေးပြပခါများတွင်လည်းဒုံးကိုတွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်ခဲ့ကြပြီးဖြစ်သည်သို့တော်ယခုတစ်ချိန်ပင့်ကူအိမ်စစ်စင်ရေးသည် လေကြောင်းအရေးတာမှုအဆုံးဖြတ်ပေးရာတွင်အ धिक ကြသည့်တိုက်လေရင်များကိုဒရုန်းများဖြင့်လေပေါ်မှခြေမုံနိုင်ခဲ့သဖြင့်ပို၍နမူနာယူစရာအဖြစ်ရေးသားလိုခြင်းဖြစ်သည်ရခိုင်ကစစ်ပွဲအများစုသည်လက်နက်ငယ်ရိုင်ဖယ်များနှင့်သူပစ်ကိုပစ်ပစ်ခတ်တိုက်ခတ်ခြင်းဖြစ်သည်ထို့နောက်ဆက်တနက်များစိန်မြောင်းများ အမြောင်များစသည့်လက်နက်ကြီးများဖြင့်သာလျှင်တာသလိုပစ်ခတ်တိုက်ခတ်ခဲ့ကြသည် ထို့မှတင့်တန်ချက်ကရန်ရယာမှသည် လီယင်ချင်းစီချင်းထိုတိုက်ခိုက်ခဲ့ကြပြန်သည်ဖျားအပြင်တာဝေးပြစ်လက်နက်များပိုင်ဆိုင်ထားသည့်နိုင်ငံများနျူကလ িয়ার စွမ်းအင်သုံးလီယင်တင်စစ်သည်မော်ကြီးများပိုင်ဆိုင်ထားသည့်နိုင်ငံကြီးများကတိုက်ခိုက်သိမ်းပတ်ရမည့်နေရာကိုမြေပြင်နှင့်ဝေယင်မှတာဝေးပြစ်လက်နက်စမ်းများတိုက်လီယင်များဖြင့်ကြိုတင်ပစ်ခတ်ခြေမုံခဲ့ကြသည် ရန်သူနေရာစစ်စစ်ညက်ညက်ကြေးပြီးဆိုမှမြေပြင်တိုက်ခိုက်ရေးတပ်များရဲ့မြေကိုအယတ်သိမ်းယူခဲ့ကြသည် 1990ပြည့်နှစ်နောက်ပိုင်းတွင်စစ်ဘက်နည်းပညာတီထွင်သူများသည်အနာဂတ်စစ်ပွဲများအတွက်ဒရုန်းနည်းပညာကိုစတင်စဉ်းစားတီထွင်လာခဲ့ကြသည်2000ပြည့်နှစ်အလွန်အာဖဂန်စစ်ပွဲ2008ခုနှစ်ကအစ္စရေးပါလက်စတိုင်းစစ်ပွဲ2020ပြည့်နှစ်အဇာဘိုင်ဂျန်နှင့်အာမေးနီးယားပြည်ပခါ2022ခုနှစ်ကတကြောပြန်ယခုထိဖြစ်ပွားနေစေရုရှားယူကရိန်းစစ်ပွဲမှသည်2023ခုနှစ်မှယနေ့အထိဖြစ်နေစေအစ္စရေးပါလက်စတိုင်းစစ်ပွဲများတွင် ဒုံးနှိပညာများအစဉ်စစ်မြင့်တက်လာခဲ့သည်ဒုံးနှင့်အပြန်အလှန်တိုက်ခိုက်ကြသည့်စစ်ပွဲတွေကိုစံတစ်သည့် electronic cyber space တိုက်ပွဲများဟုလည်းဆိုကြသည် ရုတ်တရက်ရောက်လာပြီးရုတ်တရက်ဘုံကျဲပစ်ခတ်တိုက်ခတ်ခြင်းကိုခံရနိုင်သဖြင့်ဒုံးနှင့်ပတ်သက်၍နှိပညာနှိမ်သူသည်နှိပညာမြင့်သူအောက်အလိုလိုရောက်ပြီးဒူးထောက်ရသည့်အနေအထားဖြစ်သည် ယူကရိန်းစစ်ပွဲအစပိုင်းကတည်းကပင်ယူကရိန်းသည်ဒရုန်းကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့ကြောင်းတွေ့ရသည် ယနေ့ရုရှားယူကရိန်းအပြစ်ရဆွေးနွေးမှုကိုအင်ရှင်အဖြစ်လက်ခံဆောင်ရွက်ပေးနေသည်တူရကီနိုင်ငံကထိုအချိန်တွင်ထုတ်လုပ်ခဲ့သည့်ဗားရိုက်တာအသေးခံဒုံးများကို ထိုစဉ်ကလေးကယူကရိန်းဘက်ကအုံပြတိုက်ခိုက်နေခဲ့ပြီးဖြစ်သည်စစ်ရင်အားနှင့်စစ်တုံးလက်နက်ခဲယံယင်ရန်ရပိုင်ဆိုင်မှုခြင်းများစွာ ကွာခြားတော်လေဒုံးများကိုအကျိုးရှိရှိအုံချခြင်းဖြင့်ရုရှားကိုတူတင်ကိုတင်တိုက်ခိုက်နိုင်ခဲ့ကြောင်းတွေ့ရသည် 2023ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်ယူကရိန်းစစ်အတွင်းရုရှားဘက်က drone ထုတ်လုပ်သည့်ကုမ္ပဏီများယခင်ကထက်အစာပေါင်းများစွာပေါ်ထွက်ခဲ့သည် BBC ကတင်ဆက်သည့်အစီအစဉ်တစ်ခုတွင်တိုက်ပွဲတွင်ဒဏ်ရာရ၍ကိုလက်အင်ကာဆွန့်လွတ်ခဲ့ရသည့်ယူကရိန်းစစ်သည်တဝူသည်စစ်မြေပြင်၏နောက်ပိုင်းတနေရာတွင် drone များထုတ်လုပ်လျက်ရှိသည်ကိုတွေ့ရသည်ထို့ကြောင့်ယူကရိန်းတို့ဘက်က drone အသာချက်ကိုသိရှိပြီးယူဟာကြကြဖြင့်စနစ်တကျထုတ်လုပ်နေကြောင်းတွေ့ခဲ့ရသည် ပြီးခဲ့တဲ့ဇွန်လတရနေ့ကယူကရိန်းဘက်ကဆောင်ရွက်ခဲ့သည့်ပင့်ကူအိမ်စစ်ဆင်ရေးကိုကြည်လင်ယူကရိန်းဘက်က FPV ဒုံးများကိုကွန်တိန်နာများ၏အပေါ်ဘက်အံဝက်များအတွင်ဝက်၍ရုရှားပိုင်နက်ထဲကိုဥစွာခိုးသွင်းထားခဲ့သည်ထို့နောက်ကွန်တိန်နာယာဉ်များကိုလေတပ်စခန်နေရာများအနီးတွင်ထားရှိခဲ့သည်တမတ်ရက်တမတ်အချိန်တွင်ဒုံးများကိုတပြိုင်နက်ထဲပြန်တက်စေပြီးရုရှားလီတက်စကန်၄ခုထပ်မင်းတွင်ရက်တန့်ထားသည့်တိုက်လေရင်များကိုတိုက်ခိုက်ချိန်မုန်းခဲ့ကြောင်းတွေ့ရသည် ိုက်ခိုက်မှုများကြောင့်ရုရှားဘက်ကဗုံးကျဲလေယာဉ်များအပါအဝင်လေယာဉ်အစီး40ထပ်မင်းပျက်စီးဆုံးရှုံးခဲ့ရပြီးဆုံးရှုံးမှုတန်ဖိုး1ဘီလီယံကျော်ရှိခဲ့ကြောင်းသိရသည်အဆိုပါစစ်စင်ရေးတွင် အသုံးပြုခဲ့သည့် FPV ဒုံးများသည် AI စနစ်အခြေခံထားသည့်အစင်းမြင့်ဒုံးများဖြစ်ကြောင်းသိရသည်ပြစ်မှတ်ကိုအလိုလျောက်ရှာဖွေနိုင်သလိုပြစ်မှတ်ပေါ်ကအားနည်းချက်များကိုလည်းလူသားအကူအညီမပါဘဲအလိုလျောက်ထောက်လန်းနိုင်ကြောင်းသိရသည် ယူကရိန်း၏ပင်ကူအိမ်စစ်ဆင်ရေးနှင့်မြမနေဦးတော်လိုင်း၏တိုက်ပွဲများကိုရှင်းထိုးကြည့်မိသည်။တော်လိုင်း၏အစောကာလများ၌ဒုံးနီးပညာအပိုင်းတွင်တော်လိုင်း၏အင်အားစုများဘက်ကများစွာတာလွန်ခဲ့သည်ကို တွေ့ရသည်။စစ်ကောင်စီတပ်အနေဖြင့်လေကြီးထိုးရိုးရိုးလက်နက်ကြီးဖြင့်ချုပ်တင်ပစ်ခတ်ချိန်မုံခြင်း၊လေချောင်းပစ်ကူရယူခြင်းတို့ကိုဆောင်ရွက်ပြီးကြားတက်ထိုးစေသည့်မိကိုသာတုံးခဲ့သည်။ထိုနည်းဖြင့်လေရဲရဲတက်ရဲရဲတက်ရဲရဲတည်ခဲ့ကြသည်မှာလေယခုကာလအထီးဟုဆိုရမည် တော်လရေးဘက်တွင် လူငယ်မျိုးဆက် generation ဆက်များပါဝင်မှုနှင့်၎င်းတို့၏ drone နည်းပညာအပါအဝင်နည်းပညာတီထွင်ဆန်းသစ်မှုများကစစ်ကောင်စီကိုအရေးနှိမ့်သက်တဲ့နှိမ့်စေခဲ့သည်ရခိုင်ဆောင်မများတွင်ရေးသားမှုခဲ့သလို drone နည်းပညာကို short တက်ခဲ့သည့်စစ်ကောင်စီ၏စခန်းများစွာသည် drone စစ်စီရေးများကြောင့်ပင်လက်လွတ်ခဲ့ရသည် တရုတ်နိုင်ငံလုံးဂျုံကန်နဲ့ဒုံကန်စနစ်များကိုစစ်ကောင်စီဘက်ကဈေးကြီးပေးဝယ်ယူထားတော်လဲတော်လိုင်းအင်အားစုများကထိုစနစ်များကိုချိုးဖောက်ဝင်ရောက်၍တိုက်ခတ်ချိန်မုံနိုင်ခဲ့ကြသည် အထူးသဖြင့်ဒရုန်းစစ်စီရေးကြောင့်စစ်ကောင်စီဘက်ကအရှက်ရဝယ်ရှုံနေခဲ့ရသည့်စစ်စီရေးမှာရှမ်းမြောက်ကတစ်တုံညာနှစ်ခုစစ်စင်ရေးပင်ဖြစ်သည်ထို့ကြောင့်စစ်ကောင်စီတပ်သည်ရုရှားတွင်စစ်ဖက်နီးပညာမဟာဘွဲ့တင်နန်းတက်ရောက်ခဲ့သူများကိုနေရာပေး၍ပြုဝင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့သည် တရုတ်နှင့်ရုရှားတို့ထံကမီးပညာမြင့်ဒရုန်းများကိုဝယ်ယူခဲ့သည် အထူးသဖြင့်တရုတ်နိုင်ငံ SSDJI Technology Company ကထုတ်လုပ်သည့် DJI Mavic 3 Pro နဲ့ DJI Mavic 350 RTK အမျိုးအစားများကိုဝယ်ယူခဲ့သည်ထို့နောက်စစ်ကောင်စီတပ်အနေဖြင့်ကြံပြန်ဒုံးစစ်စင်ရေးများကိုလည်းဆောင်ရွက်ခဲ့သည်ထို့ကြောင့်လည်းစစ်ကောင်စီဘက်ကအခုလောက်ထိတောင်းခံနေနိုင်သွားခြင်းဟုလည်းဆိုနိုင်သည်တော်လိုင်းအင်အားစုများသည့်ယူကရိန်းကဲ့သို့ပြီး စစ်ကောင်စီအရေးပါသောနေပြည်တော်စစ်ရုံးအပါအဝင် လေတပ်စခန်းများကိုဒရုန်းများဖြင့်တိုက်ခတ်ခြင်းရှော့တိုက်ဒရုန်းများဖြင့်ပစ်ခတ်ခြင်းများကိုဆောင်ရွက်လျက်ရှိသည်တောင်ကူလေတပ်စခန်းဆိုလျှင်အကြိမ်ကြိမ်အတိုက်ခံရသော နေရာဖြစ်သည်ညီမြပျက်စီးသွားပါသည်ဟုမီဒီယာအချို့ကထုတ်ပြန်တော်လဲတောင်ကူလေတပ်သည်ဆက်လက်လေပတ်နေစေပင်ဖြစ်သည်ချော့တိုက်တုံများသည် ထိန်းချုပ်နိုင်မှုနှင့်တိကျမှုအားနည်းသည်ဟုစာရေးသူအမြင်အရယူဆပါသည် ချော့တိုက်ဒုံများထက်ပုံမတိကျစွာတိုက်ခိုက်နိုင်သည်မှာဒရုန်းများဖြစ်သည်သို့သောစစ်ကောင်စီဘက်ကဒရုန်းများ၏ဆက်သွယ်မှုလိုင်းနှုန်းကြားဖြတ်တားဆီးနိုင်သည်ဒရုန်းခန့်များကို စနစ်တကျကျော်လွန်ရန်လိုအပ်ပါသည် ထိုစနစ်များကိုကျော်လွန်နိုင်သည့်ဤပညာမြင့်ဒရုန်းများတီထွင်ထုတ်လုပ်မှုစည်းရိတ်ကလည်းကြီးမားပါသည်ထို့ကြောင့်တော်လိုင်းရေးဘက်ကလည်းအခက်အခဲကြီးမားနိုင်ပါသည် နေပြည်တော်လိုနေရာမျိုးကိုဒရုန်းနဲ့အတိုက်ခံရတိုင်းဒရုန်းကစနစ်အစင်းမြင့်တင်မှုမကြာခဏလုံနေနိုင်ရန် တင်တာပေးချင်နိုင်ပေးနေသည့်စစ်ကောင်စီနှင့်ရှင်လျင်အားနည်းနိုင်သည်သို့တော်မဆိုးမပုတ်တစည်းစားနှစည်းစားခန့်နှင့်တိုက်ခိုက်နေခြင်းထက်ယူကရိန်းကိုနမူနာယူပြီးစစ်ကောင်စီ၏ဒရုန်းကပ်စနစ်ကိုကျော်လွန်အောင်ဥစွာတီထွင်ထုတ်လုပ်သင့်သည်ထို့နောက်စစ်စင်ရေးဆောင်ရွက်မိနေရာများအနီးလှုပ်ဝက်စွာပို့ဆောင်ထားသင့်သည်စစ်ကောင်စီစစ်စင်ရေးဝါတာခိတ်များသည်ငွေပေးလျင်အကုန်ဖျက်လို့ရနေသည်ထို့နောက်အချိန်တက်မှတ်၍စစ်ကောင်စီ၏အရေးပါသောနေရာများအားတပြိုင်တည်းထဲတိုက်ခိုက်ပါက ပင့်ကိုအိမ်ထက်ကောင်းသည့်ငကြီးအောင်စစ်စင်ရေးလိုပင်နာမည်တက်တိုက်ခိုက်နိုင်ပြီဟုထင်မြင်မိပါတယ်လို့យေတာထားတာပဲဖြစ်ပါတယ်ရှင်။